အဲဒီလေး message ပေးခြင်းတော့ကျွန်တော် TTV ပေါ့လေးပေါ့နော် LL ပေါ့လေးနဲ့ message ပေးခြင်းတာဖြစ်ပါတယ်ဒီလေးပေါ့နော်ကျွန်တော်ပေါ့ပြီးတော့ဆက်သက်ပြသမှုဖြစ်ပါတယ်ဒီထဲမှာဒီလိုပေါ့ဒုံပါမယ်ဒါရောက်မယ်ဖိုင်ပါမယ်ဆိုလို့ ရှင်းလို့ဒီဆောင်ပါမယ်အဒပ်တာပေါ့နော်ဒီအက်ဒီကိုကျွန်တော်ဆက်သက်ပြသပေးမှာဖြစ်ပါတယ်ဆက်ယူဒီတော့ဒီမှာဆက်ဒီကိုဒီမှာဟောထိုးလိုက်တယ်ပြီးတော့ရှင်းဒီမှာ HMI ကျိုးပေါ့နော်ဆက်လိုက်တယ်ဆိုရင်ညပြီဒီလိုရှင်းဒီအဲ့လိုမျိုးလေးတက်လာမယ်ပေါ့နော်ဒါရင်ဒီတက်လာမယ်ပုံစံလေးရအဲ့လိုမျိုးလေးဖြစ်မယ် ျွန်တော်ဒီဒါဆိုလို့ရှိရင်ဒါထပ်ပြီးတူတက်လာမယ်အနေထားပေါ့နော်အဲ့မှာကျွန်တော်တို့ wifi ချိန်မယ်ပေါ့နော် wifi ဒါတော့ကျွန်တော်တို့ဒီမှာရှိရ wifi တစ်ခုပေါ့နော်အဲ့ကောင်ကိုချိန်ပြလိုက်ပါမယ်ဒါကျွန်တော်ဆက် wifi ချိန်လိုက်မယ်ပေါ့နော်ကျွန်တော်ဒါ wifi နဲ့ချိန်လိုက်ပါမယ်ပေါ့နော်ချိန်လို့ UI ဆိုလို့ရှိရင်ကျွန်တော် YouTube ဆန်းကြပြပါမယ် ကွန်နက်ဖြစ်သွားရတယ်နော်ကွန်နက်ဖြစ်သွားရတော့ပြန်ထပ်မယ်ထပ်ပြီးလို့ရှိရင်ဒီ YouTube ပေါ့နော် YouTube ကြည့်ကြရအောင် YouTube မှာဆိုကျွန်တော်တို့ဒီကြေးတွေရှာပြီးတော့ကြည့်လို့ရမှာပေါ့နော် ါလေးကတော့သူ့ရဲ့ရုပ်ထွက်လေးပေါ့နော် Android ဘောက်ကရုပ်ထွက်လေးကိုကျွန်တော်စမ်းကြပြရပါ YouTube ကဗီဒီယိုဖိုင်လေးပေါ့နော်အဲ့တော့ကျွန်တော်တို့က YouTube က free ရတယ်ပေါ့နော်ကျွန်တော်တခြားဟိုပါပေါ့နော်ဘလုံးပွဲလိုရွေးချယ်ဆက်ကောက်ကြည့်နေလို့ရှိရင်ကျွန်တော်တို့ AWS ရှိနေပြတန်ဆက်ရှိနေပေါ့နော်အဲ့ကောင်လေးနဲ့သုံးလို့ရပါတယ်တစ်လ3000 5000ပေါ့နော်အဲ့လိုမျိုးသုံးလို့ရမယ်ဒါအခုကျွန်တော် AWS ကိုစမ်းပြပေးပါမယ် ီတော်ဆိုတင်တာအခုတော့အပေါက်နေဝင်လာရဲပေါ့နော်အဲ့မှာမရှင်ဇက်ကား movie ဆိုလို့ရှိရင် movie ကိုကြည့်လို့ရမယ်အဲ့တော့ဇာတ်လမ်းတွေပေါ့နော်ဆက်ပြီးလို့ရှိရင်ကျွန်တော်တို့ movie တွေပေါ့နော် movie တွေမြန်မာဆိုင်ကိုဆက်ကားရဲ့အကုန်ကြည့်လို့ရမယ်အဲဘောလုံးပွဲရှိရဆိုလို့ရှိရင်လည်းကျွန်တော်တို့ဘောလုံးပွဲကြည့်လို့ရမယ်ပေါ့နော်ဒီမှာပြီးတော့ live tv ဆိုပြီးတော့ဟာဘောလုံးပွဲတာမယ်ဘောလုံးပွဲက မတာစပေါ်လိုက်ပြီးပေါ့နော်ကျွန်တော်နေရှင်ကင်မရာပွဲဒါကြီးကြည့်လို့ရပါမယ်ဟုတ်ဒါလေးဆိုလို့ရှိရင်ကျွန်တော်တစ်လ3000နဲ့ပေါ့နော်3000 8000အဲ6000လောက်ဆိုရင်16000 10000ဆို3000နဲ့ကြည့်လို့ရပါတယ်ဒီမှာ free ကြည့်လို့ရတော့ကျွန်တော်တို့ YouTube ပေါ့နော် YouTube ကတော့ free ကြည့်လို့ရပါမယ် YouTube ရဲ့ကြည့်လို့ရတယ်ဗျ Channel ID ကတော့ဟိုတာချင်းကြည့်ပြီးကြည့်လို့ရပါတယ်အဲဒီ simple တက်တော့ပြရအောင်